် NCA နှစ်ပတ်လည်ပွဲလုပ်ရုံနဲ့ဘာမှဖြစ်လာတော့မှာမဟုတ်ဘူးတနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ်ကပြက်ပြဲသွားပြီလို့ KNU ပါဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့6ဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီထုတ်ပြန်ကြေညာချက်ကတော့အားရစရာကောင်းတယ်ကျေးဇူးလည်းတင်ပါတယ်ဒါပေမဲ့ရက်တီရက်တီပြတ်သားဖို့လိုပါတယ်အပြောနဲ့အလုပ်တစ်ထက်တည်းညီဖို့လိုပါတယ်လိုအပ်ရင်လိုအပ်တယ်လို့ထုတ်သုံးပြီးအတန်းနေထုတ်နေတာထက်ဆိုင်လိုအပ်ရင်လိုအပ်တယ်လို့ လက်တွဲပူးပေါင်းသွားတာကိုပဲကျွန်တော်တို့ပြည်သူတွေကမြင်ချင်ပါတယ်။ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုလို့ရှိရင်တော်လိုင်းကာလတစ်လျှောက်လုံးမှာ KNU ကစစ်ရေးကိုဘလို့ကစားခဲ့လဲဆိုတာမြင်တွေ့ခဲ့ရလို့ပါ။ကြားသိခဲ့ရလို့ပါ။တော်လိုင်းမှာနှစ်ဖက်ပဲရှိပါတယ်။တစ်ဖက်ကိုပြက်ပြက်တသားရက်ကမှာဖြစ်ပါတယ်။တစ်ဖက်ကိုပြက်ပြက်တသားကြောခမ်းရမှာဖြစ်ပါတယ်။ဒီတော်လန်ရေးကြီးကလည်းဆက်ပြီးတော့အီနေမှာဖြစ်တယ်လို့ပြည်သူလူထုကလည်းပူပြီးဒုက္ခရောက်မှာပါ။ပေးဆက်သွားရတဲ့အသက်တွေ အများကြီးပါပဲထောင်ထဲရောက်နေတဲ့ပြည်သူတွေအများကြီးပါပဲအသက်နဲ့ရင်းမီတိုက်နေကြရတာဖြစ်တဲ့အတွက်နိုင်ငံသားလက်နက်ကင်တွေပေါ်မှာလည်းအများကြီးမှုတည်နေပါတယ်ကျွန်တော်တို့ကနိုင်ငံသားလက်နက်ကင်တွေကိုမတို့ဘက်ကပါပါလို့မအော်ချင်တော့ပါခုချိန်မှာអော်ခဲ့တာလေပါဇက်ညောင်းနေပါအခုချိန်မှာမင်းတို့ငါတို့ဘက်ကိုပါပါတော်လည်ရေးဘက်ကိုပါပါဒါမှငါတို့အားလုံးလွတ်မြောက်မယ်လို့ပြောမဲ့အစား မင်းတို့တစ်ဖက်ဖက်ကိုရက်လိုက်ပါငါတို့ကိုကြောခိုင်းရင်လဲကြောခိုင်းလိုက်ပါတော့လို့ပဲပြောချင်ပါတော့တယ်အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံထဲမှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများဟာစစ်ကောင်စီနဲ့မလွတ်ကင်းပါဘူးဒါတွေကိုကျမတို့သိထားပါတယ်နားလဲနားလဲပြီးနိုင်ပါတယ်ဒီကိစ္စတွေဒါပေမဲ့ငါးနှစ်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီပြီးခဲ့တဲ့တော်လှန်ရေးကာလငါးနှစ်မှာဘာတွေလိုအပ်ချက်ရှိလဲဘာတွေကအားနည်းချက်ဖြစ်နေလဲဆိုတာကိုတည်တည်ချာချာပြန်ပြီးစီစစ်ကြဖို့စဉ်းစားပြီးတော့မှ တပြန်ပြန်ပြီးတော့ခေါင်းထောင်မှုဥထောင်မှုအတွက်ကိုလိုလားပါတယ်ကျမတို့ပြည်သူတွေကယူမာကအဖွဲရလဲ၃ဘွဲလောက်ရှိတယ်ဒီ၃ဘွဲလုံးကလဲစစ်ကောင်စီနဲ့မရှင်းမရှင်းနေဖြစ်နေကြတယ်အဲ့တော့ဒီအကျိုးစီးပွားတွေနဲ့သာဆက်ပြီးသွားမယ်ဆိုလို့ရှင်တော့ရန်သူကရန်သူမိတ်ဆွေကမိတ်ဆွေခွဲရတော့မှာဖြစ်ပါတယ်ကယူနေနဲ့အမျိုးသားရေးစိတ်တက်ရှိဖို့လိုပါတယ် နော်အမျိုးသားရေးစိတ်သက်ဆိုတာ KNU တမျိုးသားလုံးအတွက်ကိုစဉ်းစားပေးဖို့လိုပါတယ်အမျိုးသားရေးစိတ်သက်မရှိတော့ဘဲနဲ့အကျိုးစီးပွားပေါ်မှာပဲဆက်သွားနေမယ်ဆိုလို့ရှိရင်တော့ KNU ပြည်သူတွေအတွက်လည်းဟိုအလားလာမကောင်းသလိုကျမတို့တတိုင်းပြည်လုံးအတွက်လည်းအလားလာကောင်းမှာမဟုတ်ပါကျမမြင်ရသလား KNU ကအယူွက်နင်းတဲ့နေရာမှာအယံတော်ပါတယ်နော်တစ်ဖက်မှာဟလာတိတုံညာနှစ်ခုစစ်စစ်ရေးတို့ဘာလို့တစ်ဖက်မှာမြန်မြန်ဆိုင်ဆိုင်လုပ်နေတော့တော့ ါတို့ဒီတိုင်းနေလို့တော့မရအောင်ဆိုပြီးထလှုပ်ရှားလှုပ်ရှားရင်လှုပ်ရှားတဲ့လောက်တို့ကလည်းအောင်မြင်နေလေနော်မလုံနိုင်တာမဟုတ်ဘူးမလုံကြတာပါမလုံကြတာပါကိုကိုကိုပြက်ပြက်သားသားမဆုံးဖြတ်ရဲတာပါနော်လက်လွတ်ဆုံးရှုံးရမယ့်အရာတွေကိုတကယ်တကယ်ငါတို့လက်လွတ်ဆုံးရှုံးရမယ်ဆိုတဲ့အသည့်ဝင်လာတဲ့အခါကျတော့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာပါဒါကိုလည်းကျမတို့ပြည်သူတွေမြင်နေရပါတယ်နော်ဒါကြောင့်မို့လို့ KNU နေနဲ့ပြတ်သားပါ KNU နေနဲ့မပြတ်သားလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကပြတ်သားရပါလိမ့်မယ်အဲ့လိုပဲ KNU အမျိုးသားတုကြီးလဲပြတ်သားရမှာပါနော်အမျိုးသားရေးကိုဟုတ်လားမျိုးသားရေးအတွက်မတို့ဒီတော်လန်ရေးကိုဝင်ခဲ့တာပါဆိုတော့မူလရည်ရွယ်ချက်တွေရှိဖို့လိုပါတယ်မပြောက်ပြက်ဖို့လိုပါတယ်အဲ့ဒီလိုအမျိုးသားရေးစိတ်ဓာတ်နဲ့သွားမှလဲကိုယ့်ပြည်နယ်ကိုသိမ်းနိုင်ပြီးတော့မှတိုင်းပြည်လုံးလွတ်မြောက်ရေးကိုဆက်ပြီးတော့သွားလို့ရမှာပါတချို့ကပြောကြတယ် နော်နင်တို့ NUG ကဘလို့ဘလောက်အသုံးကျခဲ့လို့လဲနင်တို့ NUG ကရောငွေတွေမပိုးဘူးလားငွေစည်းနေမရှင်းဘူးမှလား NUG အသုံးမကျခဲ့လို့အခုလူတွေဖြစ်တာလို့ပြောပါတယ် NUG ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်ဘယ်တိုင်းသားလက်လက်ကင်ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဖြစ်ပြီးသားတွေကိုကျမတို့ပြန်ပြီးပြောနေလို့လဲဘာမှဖြစ်လာမှာဘာမှအရာထင်လာမှာမဟုတ်ပါဘူး NUG အနေနဲ့ငွေတွေအလွဲသုံးစားလုပ်ခဲ့တယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့၅နှစ်မှာငါတို့ဘာမှခဲ့လဲဆိုတာကိုစစ်စစ်ပြီးတော့မှ ီးရပိုကောင်းတဲ့အရာနဲ့တွားရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဒီထိနားလည်ပေးမှာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အရန်အရေးကြီးနေတာကဒီစစ်အာဏာရှင်ပြုတ်ကြဖို့တခုပါပဲဒီစစ်အာဏာရှင်ကမပြုတ်ကြဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတော်လှန်ရေးကာလကြီးကိုနော်ဖြတ်တန်းတဲ့အချိန်မှာလဲအသက်တွေများစွာပေးဆက်ခဲ့ရတယ်လို့ဘဝတွေများစွာအိမ်တွေချိတ်ပိတ်ဟာလားလူတွေနိုင်ငံသားတွေရောက်အဲ့ဒီလိုမျိုးပေးဆက်ထားရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကနားလည်ပေးနိုင်ပါတယ် เนาะအဲ့ဒီထက်အရေးကြီးတာဘာမှမရှိတော့ပါဘူးဒီတော်လိုင်းရေးမနိုင်လို့ရှိရင်လည်းပဲကျွန်တော်တို့ပြည်သူလူထုတိုင်းပြည်တွေကနောက်ထပ်၃ပုံပုံ၃ပုံလောက်ကနိုင်ငံမဲ့တွေဖြစ်သွားတော့မှာပါအဲ့တော့ကျွန်တော်တို့အနာဂတ်ကြီးကအင်မတန်စိုးရိမ်စရာကောင်းပါတယ်ဒါကြောင့်မို့လို့တချို့ကိစ္စတွေတချို့ပြဿနာတွေကျွန်တော်တို့နားလည်ပေးနိုင်ပါတယ် KNU လို့ပဲဖြစ်ဖြစ် KIA လို့ပဲဖြစ်ဖြစ်အရင်တုန်းကလက်တွဲပြီးတော့ဒီစစ်ကောင်စီနဲ့အတူတူကြိုးစည်းပွားတွေလုပ်ခဲ့ကြတယ်ဒီကြိုးစည်းပွားတွေကိုငဲ့ညာပြီးတော့မှเนาะဒီချိန်ထိ မပြတ်မသားဖြစ်နေခဲ့ကြရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်သူတွေအနေနဲ့နားလည်ပေးပါပါအခုချိန်ကစပြီးပြတ်သားလိုက်ပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဒီပြည်သူတွေရဲ့သဘောဆန္ဒအတိုင်းသွားဖို့လိုအပ်ပါတယ်ဒီပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးသွားပြီးကြစီချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကအားကိုးနေရတာအကုန်လုံးအားကိုးနေရတာပါနော်အဲ့တော့အားကိုးတာကြီးတစ်ခုပဲလားဆိုတော့မဟုတ်ဘူးလေပြည်သူတွေကိုယ်တိုင်ပါဝင်ပေးနေတယ်လှုပ်ဆောင်ပေးနေကြတယ်ထောက်ပို့တွေလည်းထောက်ပို့တွေလည်းပြည်ပမှာရှိနေတဲ့လူတွေလည်းလုပ်ပေးနေကြတာပဲ ်နော်ဒါဟာကျွန်တော်တို့ရဲ့မျှော်လင့်ချက်ပို့ပြီးတော့ကြီးမားနေတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေကျွန်တော်တို့နားလည်ပြီးလို့ရပါတယ်ပြုံးကြပါစီစီလုံးလုံးသွားကြပါလို့ကျွန်တော်တို့ပြည်သူတွေអော်ခဲ့တာ9နှစ်ရှိခဲ့ပါနော်ဒီနေ့ဒီချိန်ထိဒီစီစီလုံးလုံးညီညီညွတ်ညွတ်သွားမဲ့အရေးကိုတတီချာချာအကောင့်ထဲပို့လုဆောင်နေတာမျိုးမတွေ့ရသေးပါတတိုင်းပြည်လုံးလွတ်မြောက်ရေးအတွက် နော်ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်အားလုံးကတညီတညာနဲ့ဒီလော်လန်ရေးသေးကိုဝင်လာခဲ့ကြတာ ပြည်သူတွေအပေါင်းတိုင်းရင်းသားလက်နက်ကန်တွေလည်းညီညာညီညီညာညာတွားခဲ့ကြတာပဲနော်သူတို့ရဲ့ရက်တီချက်တွေလည်းအရင်တုန်းကတော့ပြက်ပြက်သားသားလို့ထင်ခဲ့ကြတာပဲဒါပေမဲ့အခုချိန်မှာမပြက်သားဘူးဆိုလို့ရှိရင်မပြက်သားတဲ့အဖွဲ့အစည်းကိုတနက်ပြောင်းလှည့်လိုက်ပါတော့နော်ကရင်ယူချင်းချင်းမို့လို့အချင်းချင်းအမျိုးသားရေးအချင်းချင်းဒါမလုတ်ချင်ဘူးမတိုက်ချင်ဘူးဆိုတာကဒါကပြည်သူကိုလှည့်စားတာပဲဖြစ်ပါတယ် အချင်းချင်းမို့လို့မတိုက်ချင်ဘူးဆိုတာလောက်နဲ့ကျမတို့ပြည်သူကိုနှိမ့်သိမ့်ပေးလို့ရမှာမဟုတ်တော့ပါဘူးနော်အားလုံးလွတ်မြောက်ဖို့သွားရတယ်ဆိုလို့ရှိရင်ဒီအာဏာရှင်ကိုပြုတ်ကြအောင်တော်လန်တော်လန်တဲ့နေရာမှာနော်မပါဝင်ခြင်းဘူးမပြတ်မသားဖြစ်နေတယ်ဆိုလို့ရှိရင်အားလုံးကရန်သူပါပဲရန်သူစင်းတဲ့ဝယ်ထဲရတော့မှာပါအမျိုးသားရေးတွေပါတယ်အဲ့ချိန်မှာကြည်လို့မရတော့ပါဘူးနော်တစ်မျိုးသားလုံးလွတ်မြောက်ဖို့အတွက်ဒီငါတို့လူမျိုးချင်းချင်းမတိုက်ရှင်ဘူးဆိုလို့ရှိရင်တော့ ကျမတို့ကကျမတို့ပြည်သူထပ်ပြီးတော့ဂျင်းကျွေးနေတာနဲ့အတူတူပါပဲမတိုက်ချင်ဘူးဆိုလို့ရှိရင်ရက်လိုက်ပါနော်ဒါတော့ကျမ KNU ကိုပြောတာပါတချို့က KNU ကိုဝေဖန်တာမကြိုက်ပါဘူးအဲ့တော့ကျမတို့ကအခုချိန်မှာမကြိုက်တာကြိုက်တာနဲ့တွားရတော့မှာမဟုတ်ကျမတို့ဘာလို့တင့်လဲဘာလို့ရမလဲဆိုတာကိုတွားရတော့မှာဖြစ်ပါတယ်အဲ့တော့ကျမတို့ပြည်သူတွေထဲမှာလည်းနော် KNU မှာလူငယ်တွေအများကြီးပဲရှိပါတယ်ကရင်လူငယ်တွေလည်းအများကြီးလက်နက်ကင်လာကြတာဖြစ်ပါတယ်ဒီခေါင်းဆောင်တွေ အတုံးမကြဘူးဆိုလို့ရှိရင်ကျမတို့ဘယ်လိုနီးနဲ့သွားမလဲဒီကောင်းဆောင်လေးကိုဘယ်လိုဟုတ်လားလက်တွဲဖြုတ်ပြီးတော့မှဘယ်လိုဒီမဟာမိတ်တွေချင်းချင်းဘယ်လိုသွားလို့ရမလဲဆိုတဲ့ဟာကိုစဉ်ပြောင်းပြီးစဉ်းစားသင့်ပါတယ်ဒီကောင်းဆောင်လေးပြောလို့မရရင်လည်းထားလိုက်ပါအဲ့ဒီလိုမှတို့ကကိုယ်လေးကိုနောက်ရှက်နေမယ်ကိုယ်လေးကိုကူလည်းမကူဘူးနောက်ရှက်နေမယ်ဆိုလို့ရှိရင်တော့အဲ့နောက်ရှက်တဲ့လူအကုန်လုံးကရန်သူစင်းနဲ့ထည့်ပြီးတော့သွားရမှာဖြစ်ပါတယ်ဒါတော့ကျမတို့အတန်ထုတ်ပေးတာပါနော်ဘာလို့ဆိုပြည်သူရဲ့အတန်ကလည်းလိုအပ်တာဖြစ်တယ် နော်ကျမကပြောလို့ရှိရင်တချို့တော်တော်လာတားရတာတွေရှိတယ်နော်အဲ့တော့ကျမတို့ကအခုချိန်မှာဟိုငါတို့စီးလုံးရမယ်ဆိုတဲ့ဟာလောက်နဲ့မလုံလောက်တော့ဘူးလို့ကျမထင်တယ်ပြောတင်တာကိုပြောပြောကြရတော့မယ်အချိန်ဖြစ်ပါတယ်ကေအန်ယူလဲမှာလည်းကျမတို့ဘီရက်တွေအများကြီးပဲရှိပါတယ်ဒါပေမဲ့ဒါတို့ကတို့လုံတို့လုံနေကြတာဖြစ်ပါတယ်ကျမတို့ကတော့ပြည်သူတွေဖြစ်တဲ့လို့ကျမတို့ပြည်သူရဲ့အတန်အောင်တော့ထုတ်ပေးရမှာဖြစ်ပါတယ် ပြည်သူကလည်းသိတယ်သိနေတယ်ဆိုတာကိုတော့ပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့ KNU ရဲ့ရည်တည်ချက်ကိုသိပါတယ်ဒါကြောင့်မို့လို့ KNU ဒီချက်ကိုကောင်းစေခြင်းနဲ့ဒီချက်ပို့ပြီးတော့မှချီမီယိုတုတ်ကတဲ့ဆရာကပြည့်ပြတ်တတ်တာလို့ဆိုချီမီယိုဘက်ကအတန်ကိုနော်ဒီတစ်ဖက်မှာတော့ဟုတ်လားဒီတစ်ဖက်ကတော့စုဆောင်စီနဲ့ပြတ်သားတာပါငါတို့ကပြတ်သားရဲ့ဆိုပြီးကိုထည့်စားပြီးကျင်းထည့်နေတာရက်တီမှာကိုကျွန်မတို့တိုက်ပြီးကြည့်ပါဒါကတော့ကျွန်တော်ပြောင်းနေတယ်ကျွန်တော်သိလို့ ပြောတင်နေတဲ့အချိန်ကြပြီဖြစ်လို့ပြောတဲ့စကားဖြစ်ပါတယ်